ဆန်ရဲ့တရားချစ်ခင်သူတော်စင်ပေါင်းလို့ရှင် အခုချိန်ကစပြီးဆရာတော်ဓမ္မဒူတာအရှင်စေကိန်းကဟောကြားတော်မူအပ်သောဘဝဖြောင့်ချောင်းတစီတစောင်းအပိုင်းလေးတရားတော်ကို နာကြားရတော်မှာဖြစ်ပါတယ်ရှင်ဘဝဆိုတာယူလူတိုင်းလူတိုင်းကအမျိုးမျိုးအတိတ်ပဲဖွင့်ဆို ဘုံမတို့ဗုဒ္ဓဘာသာမှာတော့ဘဝကိုတန်ត្រာနဲ့တွဲတယ်တန်ត្រာဆိုတာစင်စဲမပြတ်ဖြစ်နေတာခေါ့ယုံနံခန္ဓာတွေစင်စဲမပြတ်ဖြစ်နေတာလည်းပြောတယ်ဒါမှမဟုတ်ဘဝနဲ့ပြောရင်ဘဝတန်ត្រာဆိုတော့ဘဝတွေစင်စဲမပြတ်ဖြစ်နေကြတာခန္ဓာတန်ត្រာတွေပေါ့ခန္ဓာတန်ត្រာလို့ပြောရင်တော့ရုပ်ခန္ဓာနံခန္ဓာတွေစင်စဲမပြတ်ဖြစ်နေတာအဲဒါတွေကြတော့နားလေတဲ့လူရှိတယ်နားမလေတဲ့လူရှိတယ် လူတိုင်းလူတိုင်းမှာကိုယ်ပိုင်တွေးခေါ်ခွင့်ရှိတာပဲကိုယ်တွေးခြင်းဟာတွေးတာတွေးလို့ရတာကိုယ်ပိုင်တွေးခြင်းဟာတွေးပြီမဲ့ကိုယ်ပြောခြင်းဟာပြောလို့တော့တိတ်မကောင်းဘူးလေကိုယ်တွေးမှန်ရင်ကောင်းရဲ့ကိုယ်တွေးမှားတော့ရင်ဘယ်နဲ့လုပ်တချို့သားတွေသမီးတွေလူငယ်လူရွယ်တွေဆိုရင်16နှစ်အစိတ်တို့အဲ15နှစ်16နှစ်18နှစ်18နှစ်တို့သူတို့တွေကတချို့ဆိုရင်ဘယ်စားတွေဖတ်ပြီးဘသူနဲ့တွေ့ပြီးဘလို့စိတ်တွေဝင်းကုန်လဲမသိဘူးအတိတ်ပစ္စုပန်အနာဂတ်အနာဂတ်ဆိုတာမရှိဘူးလေ အတိတ်ဆိုတာလည်းမရှိဘူးတဲ့သိပြီးရင်အေးတာပဲဆိုတဲ့သဘောပေါ်လေးအနာကမရှိဘူးဆိုတာအတိတ်ဆိုတာမရှိဘူးဆိုတာကတော့ဘိုးဘယ်ဘဝလာလဲဆိုတာရှိကိုမရှိဘူးရှောက်ပြောနေတာအဲ့လိုတွေရှိကြတယ်ခမုံကအဲ့ဒီကြရင်ပြောပြပါလေအေးသားတို့သမီးတို့အတိတ်ပစ္စုပန်အနာကမရှိဘူးဆိုတာဟုတ်တယ်အဲတချို့ကျတော့နိုင်ငံသားလေးတွေပူဆိုတယ်နိုင်ငံသားတွေသမီးတွေပူများတယ်သူတို့တွေကြအင်္ဂလိပ်လိုပြောရတာပေါ့ဒီမှာကတော့မြန်မာလိုပဲပြောတာကောင်းပါ အေးအတိတ်ပစ္စုပန်အနာဂတ်မရှိဘူးအတိတ်နဲ့အနာဂတ်ကိုလက်မခံဘူးဆိုရင်ပထမတစ်ပိုင်းပြောပြခနေ့ဆိုတာရှိသလားရှိတယ်မနေ့ရဆိုတာရှိသလားဆိုရှိတယ်နှစ်ဖြန်ဆိုတာရောရှိမှာပဲလောကသဘောမှာအတိတ်ပစ္စုပန်အနာဂတ်ကိုကိုလိုအကျေကြီးဘဝနဲ့မချိပါနဲ့ဦးမနေ့ကဟာအတိတ်ပဲခနေ့ဟာပစ္စုပန်ပဲနှစ်ဖြန်ဟာအနာဂတ်ပဲဒါတတ်မှတ်ချက်ပဲတတ်မှတ်ချက်ပဲဆိုတာခဏထားပါဦးတကယ်ရှိတာပဲလေ အာအရှင်ဘုရားအဲ့ဒါကိုတို့တပည့်တော်တို့ကအတိတ်ပြစ္ဆုတ်ပန်အနာကနေ့တွေရက်တွေတော့ယုံကပေါ့ဒါမင်းပြောပြတယ်မနေ့ကဟာအတိတ်ပေါ့နေ့တွေကအတိတ်ပေါ့အခုညနေဆောင်ဟာပြစ္ဆုတ်ပန်ပေါ့နောက်လာမယ့်ညဟာအနာကပေါ့အာအဲ့ဒါအရှင်ဘုရားအဲ့ဒါကအချိန်ပဲဖေဟာအေးဟုတ်ပြီသားဟုတ်ပြီသမီးသားဆိုသားအွယ်ဆိုသားပေါ့သမီးအွယ်ဆိုသမီးပေါ့အဲအဲ့ဒီမှာဒါကခုဘာလုပ်နေလဲចောင်းတက်ဘယ်ចောင်းတက်တက်ကတူចောင်းတက်ဟုတ်ပြီ ကျောင်းသားဘဝမူလားဟုတ်တယ်ကျောင်းပြီးရင်ဘာလုပ်မှာအလုပ်လုပ်မှာပေါ့ဘာလုပ်မှာကုမ္ပဏီထောင်မှာပေါ့ဘာလုပ်မှာလုံးဈေးရောင်းမှာပေါ့ဟောဒီဘဝတစ်ခုထဲမှာဘဝတစ်ခုလို့ပြောတဲ့ဒီဘဝမှာကိုပဲကျောင်းသားဘဝကနေပြီးတော့ဝန်ထမ်းဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေပြီးတော့ဈေးတဲ့ဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေအရာရှိဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေပြီးတော့တတိဘဝဖြစ်သွားတယ်ကျောင်းသားဘဝကနေပြီးတော့ ဟွန်းကိုငုံပြောလိုက်မြဲသားဆိုရင်အဖေဘဝဖြစ်တယ်သမီးဆိုရင်လည်းအမေဘဝဖြစ်သွားငယ်တုန်းကကလေးဘဝကလေးဘဝလူငယ်ဘဝလူရွယ်ဘဝလူလတ်ဘဝလူကြီးဘဝအိုးအဲ့ဒါဘဝတွေပဲလို့အဲအဲ့ဒီကြတော့သူတို့ခမညာကပြောချင်ဟာအဲ့ဒါလို့ဗျာအဲ့ဒါလို့ဆိုရင်အဲ့ဒါတွေတော့တပည့်တော့လက်ခံပါတယ်ဗျာဖြစ်သွားအဲ့ဒါကူတော့သားတို့လက်ခံတယ်အဲ့ဒါကူတော့သမီးတို့လက်ခံတယ်ဖြစ်သွားဘာလဲမခံဘူး ဟာအရင်ဘဝကဘာဖြစ်ခဲ့တယ်ညာဖြစ်ခဲ့တယ်အဲ့ဒါတွေတော့လက်မခံဘူးပြဟုတ်ပြီဒီနေရာမှာဖုံဖုံပြောပြစရာတွေတခုရှိတယ်တားလက်ခံမှုပြောတာမဟုတ်ဘူးသမီးလက်ခံမှုပြောတာမဟုတ်ဘူးဒီကလေးတွေဒီလူငယ်လူရွယ်တွေလက်ခံမှုပြောတာမဟုတ်ဘူးဒါပေမဲ့လို့တစ်ချက်တော့စဉ်းစားအတိတ်ပစ္စုပ္ပန်အနာဂတ်မရှိဘူးလို့ယုံတဲ့သူရဲ့ရှိတယ်လို့ယုံတဲ့သူရဲ့မရှိဘူးလို့လက်ခံတဲ့သူရဲ့ရှိတယ်လို့လက်ခံတဲ့သူရဲ့စဉ်းစားကြီးမှန်းချက်ဆိုတာအတိတ်ကပစ္စုပန်ကအနာဂတ်လား အခုပြစ္ဆုတ်ပံမှာရည်မှန်းချက်ရှိတယ်ဆိုတာဒီဘယ်တော့မှအောင်မြင်မှာလဲဆိုရင်အနာဂတ်ပေါ့အနာဂတ်ဆိုတာကသာပေလိုက်ရင်အဲ့ဒီကလေးအဲ့ဒီလူငယ်လူရွယ်အတွက်ရည်မှန်းချက်ဆိုတာဘယ်လိုမှမအောင်မြင်နိုင်တော့ဘယ်လိုမှရည်မှန်းချက်ဆိုတာမပြည့်စုံနိုင်တော့လူတယောက်စီတယောက်စီမှလည်းအနာဂတ်ရည်ရွယ်ချက်ဆိုတာရှိရမိသားစုတစ်ခုမှလည်းပဲအနာဂတ်ရည်ရွယ်ချက်ဆိုတာရှိရမြို့ရွာနိုင်ငံအဖွဲ့အစည်းတစ်ခုမှလည်းပဲအနာဂတ်ရည်ရွယ်ချက်ဆိုတာရှိရတယ်အနာဂတ်မှာလက်မခံရင်တော့ရည်ရွယ်ချက်ဆိုတာဘယ်လိုမှမရှိတော့ဘူး အာဒီဘဝကတည်နောင်ဘဝရောက်မရှိပါဘူးကွာနောင်ဘဝမရှိရင်ကိုလုတ်ချင်ရလုတ်ကုန်မှာရွယ်ချက်ပြောက်တလို့နောင်ဘဝဆိုတာစောစောကဘဝအစိတ်ပိုင်းကိုစစ်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 ပြီးပြောရင်စစ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 ်ပြီးပြောလိုက်လို့ရှိရင်ဆရာဝန်ဖြစ်ချင်တဲ့သူကရွယ်ချက်မဟုတ်ဘူးလားအင်ဂျင်နီယာဖြစ်ချင်တဲ့သူကရွယ်ချက်မဟုတ်ဘူးလားဘဲချိန်လုံးဆရာဝန်ဖြစ်နေမှာပစ္စုပန်မှာပစ္စုပန်ရွယ်တာမျိုးမှမဟုတ်ပဲအင်ဂျင်နီယာအကြောင်းတက်နေအင်ဂျင်နီယာဖြစ်တော့မယ်ဆိုတဲ့အထီးကိုကြည့်အောင်လေ အင်ဂျင်နီယာအလုပ်ဝင်လို့အင်ဂျင်နီယာဖြစ်မှအင်ဂျင်နီယာယူရတယ်ဆိုတာလည်းပစ္စုပန်မရဘူးအနာဂတ်တန်လက်မခံရင်ယူရချက်ဆိုတာပျောက်သွားမှာအဲ့ဒီကြတော့နည်းနည်းတော့သူတို့နားလေလားနာလေလားအနာဂတ်ကဘာအတွက်အကျိုးရှိသလဲအနာဂတ်ကိုဘာလို့လက်ခံတဲ့ဘက်ကဘာလို့အာတန်ရတာလဲလို့မေးရင်အနာဂတ်ရှိမှရည်ဝဲချက်ဆိုတာရှိမှရည်ဝဲချက်ရှိတဲ့သူကအနာဂတ်ဟာမရှိလို့ကိုမရတဲ့အစိပ်ပိုင်းအတိတ်အတိတ်ဆိုတော့ကိုလှုပ်ခဲ့တာတွေရတယ်အတိတ်ကလှုပ်ခဲ့တာတွေပေါ့ ကိုပြောခဲ့တာတွေဟာအတိတ်ကပြောခဲ့တာတွေကိုဆိုခဲ့စိတ်ကူးခဲ့တာတွေအတိတ်ကဆိုခဲ့စိတ်ကူးခဲ့တာတွေပဲအဲ့ဒီအတိတ်ကိုသာသင်မုန်းချေကြသလားအတိတ်ကိုသာကိုကိုတယောက်ထဲနော်ကိုတယောက်ထဲနော်တူနဲ့တူရံပဲဖြစ်လို့သင်မုန်းချေတာကကောင်းတဲ့ကိစ္စကိုလုတ်ခဲ့တဲ့အတိတ်ကိုသာကိုဟာကိုသင်မုန်းချေကြပြောလို့သာပြောတာပါအတိတ်ကိုပယ်ပြစ်ဘလို့မှမျက်စိစုံမိတ်ပြီးပယ်လဲမျက်စိတွေပေါ်တာနားကိုစုံမိတ်ပြီးမကြားချင်အောင်ဆောင်းလဲနားတွေကြားတာအတိတ်ဆိုတာပယ်လို့ရတဲ့အမျိုးလည်းမဟုတ်ဘူး ပယ်လို့ရတဲ့အမျိုးလည်းမဟုတ်ဘူး။ဒါပေမဲ့အတိတ်ကြီးကပယ်လို့မရဘဲနဲ့ပင်းနေပြန်ရင်လည်းတစ်ခါကလွဲပြန်သလား။တမျိုးလွဲပြန်သလား။ဒါမှမဟုတ်အတိတ်ကြီးနဲ့ပတ်သက်ပြီးတော့ဘာလို့ဖို့များဒီအတိတ်ကြီးကိုလက်ခံရတာလဲဆိုတော့ကိုကောင်းခင်ကောင်းခင်မှန်းသိတယ်လေ။ကိုဆိုးခင်လည်းဆိုးခင်မှန်းသိတယ်လေ။အနာဂတ်ဟာရည်ရွယ်ချက်ရဲ့ပြယုံ။အနာဂတ်ဟာရည်ရွယ်ချက်ရဲ့အင်ပါယာ။အနာဂတ်ဟာရည်ရွယ်ချက်ရဲ့လက်ခံရဌာန။အနာဂတ်မရှိရင်ရည်ရွယ်ချက်ကိုလက်ခံရမှာမရှိဘူး။ အဲ့လိုပဲအတိတ်ကိုကြည့်ပြီးတော့ပြုပြင်ပြောင်းလဲပြီးကောင်းတဲ့ကောင်းတဲ့သူတွေဟာအတိတ်ဒီကိုယ်ကိုကောင်းစေတဲ့အထောက်ပံ့အတိတ်ဒီကိုယ်ကိုနောက်ကနေပြီးတော့မင်းဆိုးမနေနဲ့ကောင်းတော့မင်းဆိုးမနေနဲ့ကောင်းတော့လို့အမြဲလိုက်ပြောနေတာအတိတ်ကကောင်းခဲ့ရင်လည်းပဲမင်းဆက်ကောင်းတော့ဆက်ကောင်းတော့ဆက်ကောင်းတော့လို့အဲ့ဒါလို့ကိုပြောနေတာအတိတ်လက်ခံလို့မရှုံးပါဘူးကွယ်အနာဂတ်ကိုလက်ခံလို့လည်းမရှုံးပါဘူးပြစ်စုံပံကိုတော့လက်ခံပြီးတော့အတိတ်အနာဂတ်ကိုလက်မခံဘူးဆိုရင် ကောင်းအောင်ကြိုးစားဖို့ဆိုတာမဖြစ်နိုင်သလိုကောင်းကျိုးရဖို့ရည်ရွယ်ချက်ဆိုတာလည်းပျောက်နေတတ်ပါလေခရီးသွားတဲ့သူပဲ့မပါသလိုဥဒိယမရှိပဲပျောက်နေတော့မှာပေါ့အဲ့ဒါလိုတဖြည်းဖြည်းချင်းနားလေနားလေအောင်ပြောပြီးတော့သူတို့တွေနားလေသူတို့တွေနားလေတဲ့စိတ်ကိုယ်ကိုယ်လည်းငကူကချစ်ကြကြည်ညိုကြလေးစားကြတန်ဖိုးထားကြတဲ့စိတ်ရှိတော့မှဘာလေးထည့်ပြောမိလဲဆိုတော့ဖုံဖုံလေးနှစ်နှစ်ခွဲသုံးနှစ်သားကလေးကအကြောင်းတစ်ခုကိုအမှန်ရ အကြောင်းတစ်ခုနဲ့တိုက်ဆိုင်အဲ့ဒီအမှတ်ရပြီခဲ့ဟိုတခါပြောခဲ့တဲ့သစ်ပင်ကြီးကမျက်လုံးကြီးနှလုံးအဲ့ဒီအကြောင်းကနေပြီးတော့ဘုမွန်ဘဝမှာစမှတ်မိရလားနဲ့အိမ်မက်ထဲလည်းမက်တယ်မျက်စိမိတ်ထားလည်းမြင်တယ်မျက်စိဖွင့်ထားလည်းမြင်တယ်ဒီလိုသွားရင်းလာရင်လည်းမြင်နေတယ်မြင်နေတဲ့မြင်ကွင်းကြီးတစ်ခုမြင်ကွင်းကြီးတစ်ခုဘလောက်ထိမှအဲ့သာကြီးကအိမ်မက်မက်တလုံးဆိုမမက်တဲ့လမမက်တဲ့နှစ်မရှိအောင်မမက်တယ်မမက်လည်းပဲဒီလိုကြည့်နေတခါတလေတယောက်တည်းနေထိုင်နေဒါကြီးမျက်လုံးဖွင့်ကြည့်လိုက်ဒါကြီးမြင်နေတယ် အခုဒီကကြည့်တော့လားဒီရှေ့မှာရှိတဲ့ပစ္စည်းတွေကိုမြင်နေလို့ပြောတာမဟုတ်ဘူးဗီဒီယိုပြသလိုမြင်နေတာသူတို့လေးတွေကိုလေးစားမှကိုချစ်မှချစ်လာမှတန်ဖိုးထားလာမှကိုစကားကိုတန်ဖိုးထားလာမှထုတ်ပြောတဲ့ဟာပါသူတို့အတွက်အတိတ်နဲ့အနာဂတ်ကိုမပြောက်စေခြင်းလို့ပြောပြတာအတိတ်ကိုတန်ဝေကယူအတိညာယူပြီးတော့အနာဂတ်ကိုကြီးမှန်းကြက်ထားပြည့်စုံစေခြင်းပြောပြပါတယ်အဲအဲ့ဒါလိုပဲနေလာခဲ့ရတာဘုံမကစကိုင်းမှာမူလာတန်းတစ်ချောင်းအလေတန်းတစ်ချောင်းအထက်တန်းတစ်ချောင်း ကျောင်းတက်ပြီးတော့အထက်တန်းညအောင်မန္တလေးကြီးတိုင်းတက်အဲအဲ့ဒီအရွယ်ကငယ်တုန်းကချမ်းသာပြီးတော့အဲ့ဒီရွယ်ဆင်းရဲရှာအဲကြီးတိုင်းပဲတက်နိုင်အစတိုင်မင်းနဲ့ပဲကျောင်းနေပြီးတော့ကျောင်းပြီးလာအဲအဲ့ဒီဖတ်စီယာအပီးမှာဖတ်စီယာကျောင်းပိတ်တော့ excursion ထွက်ကြအဲတော့အင်ဂျင်နီယာကျောင်းသားတွေလေ့လာရေးပေါ့ပြင်မလာသကြားဆက်တို့ဒီရန်ကုန်တန်လျင်ဖန်ချက်ဆက်ယုံလို့ဒီအင်းစိန်ကတမနီဆက်ယုံအကုန်လိုက်လေ့လာတော့အဲ့လိုသွားကြရင်လာကြရင်နဲ့၁၇ရက်ခရီးပေါ့ အပြန်ကြတော့ဘယ်ဘက်ကလဲ့ပြန်တော့အလာတုံးကတောင်ငူဘက်ပြင်မနာဘက်ကလာပြီအပြန်ကြတော့ပြည်ဘက်ကလဲ့ပြန်ပြည်ဘက်ကလဲ့ပြန်တော့စញ្ញံဖမန်းလို့ပြောရလဲခက်သားပါပဲဘုံမုံတို့စီကြတဲ့ကားကြီးကပကံရောက်ပကံရောက်တော့အဲ့ဒီနားမှာခဏရက်မယ်ဟိဆိုရလိုက်ကြဒီလိုခကြီးသွားအပေါ်ပါသွားခြင်းလို့နဲ့တူပါတယ်အဲ့ဒါကူတော့သိချာမမမလို့ကားရက်တာပဲသိကားရက်ပြတော့ဟေးဆိုចောင်းသားတွေဆိုတော့ခုံစင်းညပြောကြသူများတွေကဟေးဆိုပြောနေတဲ့အချိန်မှာဘုံမုံကအံ့သွားတာ အဲ့နာမြင်ရတဲ့မြင်ကွင်းဟာဖုံးဖုံးအိမ်မက်တည်းကမြင်ကွင်းဖုံးဖုံးမျက်လုံးဖွင့်လိုက်မြင်တဲ့မြင်ကွင်းဟာဆိုဖြစ်ဖြစ်သွားလို့တက်သွားတယ်ကြီးတယ်အဲခုပြောရင်တော့စက်သိမ်းနေတာအဲ့စီရကောင်းတော့ဖះရလဲရှိတယ်ကြောင်းလဲရှိတယ်ကြောင်းမြင်ကွင်းကိုပို့တည်တာလဲဖះမြင်ကွင်းကမုံသွားတယ်အဲအဲ့ဒါနဲ့ဖုံးဖုံးကတက်တော်တော့ငါမြင်ဘူးလေမြင်ကွင်းမှာပဲဆိုကြည့်လာလာအဲ့ဒီကြောင်းဟောင်းကြီးနာမည်ကလွန်ခဲ့တဲ့နှစ်ပေါင်း900 800ကျော်ကပကံပြည်ကနာမည်က ဖုံဖုံဒီလူဘဝကနာမည်ပဲတလုံးမလို့အဲ့ဒီကဖယားကနာမည်ရလဲဘွဲ့အမိရလဲပဲဖုံဖုံလူဘဝနာမည်ဖုံဖုံငယ်တုန်းကနာမည်ကိုဖုံဖုံကြီးလို့ခေါ်တယ်ဖုံဖုံကြီးတွေဆရာတော်တွေကနာမည်ပေးတာနာမည်သုံးလေးမျိုးပေးတာနောက်ဆုံးလူနာမည်ကျောင်းနာမည်ဒီနာမည်အဲ့ဒီကျောင်းကနာမည်လဲဒီနာမည်အဲ့ဒီဖယားကနာမည်လဲဒီနာမည်အဲ့ဒီမြင်ကွင်းကြီးကဟိုးရှိကြတယ်ဖုံဖုံပေါ့အဲအဲ့ဒါကြောင့်မို့ဖုံဖုံကပကန်းဆိုရင်တော်ကျင်စိတ်ရှိတ ဒါပေမဲ့မတော်ရင်မတော်ချင်တွားချင်သိရှိရဲ့နဲ့မတော်ချင်ဘူးဆိုတော့ဘယ်လိုပြောရမှန်းတော့မသိဘဝတန်ត្រာဆိုတာခန္ဓာတန်ត្រာဆိုတာယုံ nant ဓမ္မခန္ဓာတွေဟာအစဉ်အဆက်သွားနေကြတာဘဝတန်ត្រာဆိုတာတဘဝပြီးတဘဝပြောင်းလဲပြီးသွားနေကြတာကိုယ့်အတွက်ကတကယ်လို့များအတိတ်ကိုပြန်ပြီးတော့ကြည့်နိုင်ရင်အတိတ်လုံကကောင်းကင်ဆိုးခဲ့တာတွေသိပြီးကိုပြင်ရုံပဲဘုံမုံအနေနဲ့ကတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့တားတော်ယဟန်ဖြစ်လို့တော့ ကိုကိုယ်တိုင်ကလည်းအတိတ်မပယ်ခြင်းဘာလို့မပယ်ခြင်းလဲကိုယ်အတိတ်ကိုအတိဆုံးပဲကိုယ်အတိတ်ကိုအတိဆုံးပဲကောင်းခဲ့တယ်မကောင်းခဲ့ဘူးကောင်းခဲ့တယ်မကောင်းခဲ့ဘူးကောင်းခဲ့ရင်ဒီတိုင်းဆက်ကောင်းရုံပဲမကောင်းခဲ့ရင်မကောင်းတာလေးတွေပြင်သွားရင်ပြင်သွားရုံလူဆိုတာပုထုသင်ဘဝနဲ့တန်ត្រာလေးနေကောင်းတာလည်းရှိမှာပဲမကောင်းတာလည်းရှိမှာပဲအဲအဲ့ဒါကိုကြည့်ပြီးတော့တချို့တချို့ညီမန်းချက်ဆိုတာကကိုဖြစ်ချင်တာကိုညီမန်းချက်လို့ခေါ်တာထက် အတိတ်ကိုကြည်ပြီးတော့အတိတ်ကိုပြန်သိပြီးတော့အတိတ်ကိုနားလည်ပြီးတော့ဟဲဒီအတိတ်ကဒီလိုတွေလုပ်ခဲ့တဲ့ကောင်းတာတွေလုပ်ခဲ့အနာကလည်းဒီလိုဆက်လုပ်ရင်ဘယ်တော့ကောင်းနိုင်မလဲဘယ်တော့ကောင်းနိုင်မလဲအဲဒီအတိတ်ဟာတခါလေအနာကကိုကျေစုပြုအနာကကိုကျေစုပြုလို့နေမကွာဘူးပစ္စုပန်လည်းကျေစုပြုတယ်အဲ့ဒီဖုံဖုံနာမည်နဲ့ကြောင်းကြီးဟာစတင်တိုက်ဘူးပကံခက်ကစတင်တိုက်ကြောင်းကြီးဖုံဖုံနာမည်နဲ့ဖျားကတော့စတင်တိုက်နဲ့တွဲရက်ပေါ့တချို့ကပြောကြတယ်ဖုံဖုံကို ဟာအင်ဂျင်နီယာဖြစ်ပြီးမှဘုန်းကြီးစာတွေသိနေတာကွာဆရာတော်ကြီးတွေကဆိုမေးတယ်ပေါ့ချစ်စနုပြမင်းစာကြတန်းပြီးခဲ့တယ်ဆိုမှန်ပါရှင်ဗျာဟာမင်းစာကြတန်းမင်းဘလို့တုံးလောက်ခဲ့တာတော့မှန်ပါဗျာဘုံမုံတို့ကမူလာတန်းလည်းရှိတယ်အငယ်တန်းလည်းရှိတယ်အလက်တန်းအကြီးတန်းလေးတန်းတင်ရတယ်အကြီးတန်းဆိုတာလူဆယ်တန်းနဲ့တူတူပေါ့ဘုန်းကြီးလောကစာကြတန်းဆိုတာလူတက်ကတူနဲ့တူတူအဲတနစ်တနစ်သုံးချမ်းဖြေရတယ်တနစ်ကိုတချမ်းအောင်ဖို့ကိုမလွယ်ဒါကြူစား တချို့ဆိုရင်နှစ်ကြမ်းအောင်ပြီးတော့နောက်တစ်ကြမ်းအောင်မှာဘွဲရမှာအဲ့ဒီတစ်ကြမ်းကိုပဲ10နှစ်15နှစ်ဖြေရတဲ့လူကရှိတယ်အဲဖုံမုံကြတော့စကြတန်းဖြေတာအောင်တော့တစ်နှစ်ထဲနဲ့၃ကြောင်းလုံးအောင်ဘဝဆိုတာဒီလိုပဲအခုငယ်တုန်းကစာကြည့်ခဲ့တာတွေဟာမူလတန်းတငယ်တန်းမူလတန်းတငယ်တန်းကကြည့်ခဲ့တဲ့စာတွေဟာအလေတန်းကြတော့ကျေးဇူးများအလေတန်းမှာစာကြိုးစားခဲ့အထက်တန်းကျေးဇူးများလေအထက်တန်းစာကြိုးစားခဲ့တက္ကသိုလ်ကြတော့ကျေးဇူးများလေတက္ကသိုလ်စာကြိုးခဲ့စားခဲ့ရင်လုပ်ငန်းခွင်ကြတော့ ကျေးဇူးများတယ်လို့အဲ့ဒါဘဝတန်တရာပဲအတိတ်ဆိုတာလည်းရှိတယ်ပိဿုတန်ဆိုတာလည်းရှိတယ်အနာဂတ်ဆိုတာလည်းရှိတယ်ကိုယ့်ဘဝကိုသိကြဖို့အရင်ဘဝတစ်ခုဒီဘဝမမွေးခင်အရင်ဘဝကိုသိတာမသိတာခဏထားကိုယ်ငယ်တုန်းကအတိတ်တော့ကိုယ်သိတာပေါ့ကိုယ်အရွယ်ရောက်တုန်းကအတိတ်တော့ကိုယ်သိတာပေါ့ကိုယ်အရွယ်ရောက်လာတုန်းကတော့အတိတ်တော့ကိုယ်သိတာပေါ့ကိုယ်မနေ့ကပြီးခဲ့တဲ့တစ်ပတ်ကပြီးခဲ့တဲ့လကပြီးခဲ့တဲ့နှစ်ကလောက်ကတော့ကိုယ်အတိတ်ကို ကိုယ်သိတာပေါ့ အဲ့တော့အတိတ်ဆိုတာရှိတယ်ပစ္စုပ္ပန်ဆိုတာရှိတယ်အနာဂတ်ဆိုတာရှိတယ်ဘုရားရှင်ကိုရောမြတ်ကြီးဒီပင်လျင်လူနတ်မြတ်မှာတတ္တဝါတွေကိုတရားရဖို့အတွက်သမုဒိသစ္စာပရမတ္ထသစ္စာသစ္စာနှစ်ပါးဟောတဲ့အခါမှာအတိတ်ပစ္စုပ္ပန်အနာဂတ်ရှိပါတယ်လို့လဲသမုဒိသစ္စာအနေနဲ့ဟောတယ်အဲ့ဒီပစ္စုပ္ပန်ကြတော့အတိတ်နဲ့အနာဂတ်ကြားကပစ္စုပ္ပန်လို့ခေါ်တယ်ပရမတ္ထသစ္စာပစ္စုပ္ပန်ကြတော့ပစ္စုပ္ပန်ဉ္စယောဓမ္မယထယထဝိပတ္တိဆိုတဲ့ဝိပဿနာအလုံးမျိုးကြတော့ အတိတ်နဲ့အနာဂတ်အဲ့ဒီအခိုက်မှာမပါဘဲနဲ့ပြစ္ဆုတ်ပံတက်တက်လို့ခေါ်တယ်ဒါပေမဲ့အတိတ်လည်းရှိပါတယ်အနာဂတ်လည်းရှိပါတယ်တဲ့ကိုဘဝကိုအတိတ်ကိုကိုပြန်မြင်ဘဝချီပြီးမမြင်တော့ငယ်တုန်းကအကြောင်းလေးပြန်မြင်ပြီးခဲ့တဲ့အကြောင်းလေးကိုပြန်မြင်ပြီးတော့မကောင်းတာဆိုရင်ပြင်ရပေါ့ကောင်းတာဆိုရင်လည်းဆက်လုပ်ကြပေါ့အတိတ်ကိုသိပြီးတော့တန်ဝေကညာယူကြစမ်းပါပြင်ဖို့စိတ်တွေမွေးကြစမ်းပါအနာဂတ်ကိုရှိတယ်လို့သဘောပေါက်ပြီးတော့ အနာဂတ်အတွက်ကောင်းဖို့ရည်မှန်းချက်ထားကြသမ်းပါအဲ့ဒါလိုမျိုးပဲပြောပြချင်ပါတယ်အဲ့ဒါလိုပြောပြလို့လိုက်နာသဘောပေါက်ရင်တဖြည်းတဖြည်းတဖြည်းရွေးနဲ့နားလေအသည့်တွေတိုးပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိနိုင်ပါတယ်ကောင်းကျိုးချမ်းသာတွေရရှိကြပါစေကုန်သတည်း